မင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုခါနေကြိုဆိုပါရစေเนาะအာဒီဗီဒီယိုတွေကတော့ကျွန်တော်ပါအကြောင်းနဲ့ပတ်သက်ပြီးပြောမလဲဆိုတော့ Faith Master Class ပေါ့เนาะ Faith Master Class ယုံကြည်ခြင်းအကြောင်းကိုကျွန်တော်အခြေခံကနေတဖြည်းဖြည်းနဲ့ကျွန်တော်တိဆောက်သွားမယ်เนาะယုံကြည်ခြင်းအကြောင်းဆိုတော့တကယ်လို့အာယုံကြည်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့တိချင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုဒီ series တွေကိုကြည့်ချင်းအဖြစ်အာယုံကြည်ခြင်းအကြောင်းကိုဟိုနားလေ တော်တော်လေးကိုနားလည်သွားမယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်ဆိုတော့ဒီကနေ့တော့ပထမအဆုံးအာ class ဖြစ်လိမ့်မယ်เนาะပထမအဆုံး class ဖြစ်နေဆိုတော့ပါအကြောင်းဆိုဒီကနေ့တော့ယုံကြည်ခြင်းအကြောင်းဖြစ်မယ်ဒီအတ္တမဒီခေါ်ကျတော့အာအခြေခံပေါ့เนาะကျွန်တော်ယုံကြည်ခြင်းပထမဆုံးဒီတဖြည်းဖြည်းနဲ့ build up လုပ်သွားမယ်ဆိုတော့အာ series တစ်ခုဖြစ်လိမ့်မယ်ဆိုတော့သင်ခန်းစာတွေကျွန်တော်တစ်ခုပြီးတစ်ခုအာတင်သွားမှာဖြစ်တယ်เนาะဆိုတော့ဒီကနေ့အတွက်တော့ကျွန်တော်အာ fundamental လို့လည်းပြောလို့ရတယ် basic လို့လည်းပြောလို့ရတယ် abc လို့လည်းပြောလို့ရပါတော့ဆိုတော့အခြေခံပေါ့နော်ကျွန်တော်တို့ယုံကြည်သူတွေမှာရှိရမယ့်အခြေခံယုံကြည်ခြင်းအကြောင်းတွေကိုကျွန်တော်ဒီကနေ့ပြောပြတော့မှာဖြစ်တယ်เนาะဆိုတော့အတခါတစ်နေ့တော့အကုန်လုံး cover လုပ်ဖြစ်မှာမဟုတ်ဘူးเนาะဆိုတော့ကျွန်တော်ဒီကနေ့ အာနည်း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 စီနဲ့ကျွန်တော် cover လုပ်သွားမယ်ဆိုတော့အာဖျားသခင်ကောင်းကြီးခံစားမယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်နော်ဒီကမှလည်းကြည်နေတဲ့ mix တွေနော်ဂျေဇုအများကြီးတင်ပါတယ်ကျွန်တော်ကို follow up လုပ်နေကြတဲ့လူတွေအထူးသဖြင့်အာကျွန်တော်ရဲ့ညီကိုမောင်နှမတွေနော်ကျွန်တော်ကို like တွေ share တွေလုပ်ပေးကြတဲ့အတွက်ဂျေဇုအများကြီးတင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေနော်ကျွန်တော်ကိုအားပေးတဲ့အတွက်ဂျေဇုအများကြီးတင်ပါတယ်ကျွန်တော်နဲ့စကားမပြောပေမဲ့နော်အာ Facebook တွေမှာကျွန်တော်ဒီကျွန်တော်ရဲ့ video တွေကိုပြန်ကြည့်တဲ့အခါမှာ เนาะကျွန်တော်ကိုไลค์လုပ်ပေးကြရဲ share လုပ်ပေးကြရဲခြေစုအများကြီးတင်ပါတယ်เนาะဖျားသခင်ကောင်းကြီးပေးပါစေဆိုတော့ဒီကနေ့တနှုတ်ကပတ်တော်ကိုရေဆုံးသွားခြင်းလေဆိုတော့အဓိကကျွန်တော်အသုံးပြုမဲ့ကျမ်းစာကတော့မာကုစတစ်ဖြစ်တယ်เนาะယေရှုကလည်းတင်တို့ဒီဖျားသခင်ကိုယုံကြည်ခြင်းရှိကြလောအမှားမှန်ကန်ဆိုကြီးကအချင်းသူဒီယုံမသောစိတ်နဲ့ခင်ကြီးမိမိဆိုဒီအတိုင်းဖြစ်မိဟုယုံကြည်လက်ထိုးတောင်းကိုနေရာမှရွှေတော့ပင်လယ်၌ကြာလောဟုဆိုလျင်ထိုသူ ထိုသူစူဒီတိုင်းဖြစ်လိမ့်မည်ထိုကြောင့်ငါစူဒီကတင်းတို့သည်စုယေစုကိုယမိဟုယုံကြည်သောစိတ်နဲ့တောင်းတမျှတို့ကိုယကြလိမ့်မည်ဆိုတော့နံပါတ်1အခြေခံယုံကြည်ခြင်းမှာနံပါတ်1ကတော့ဒီနေရာမှာတင်းတို့သည်ဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလော့ဆိုတော့ဘုရားသခင်ကိုယုံကြည်တယ်ဆိုတာကပါလေအဲ့ဒါကအရေးကြီးတယ်เนาะဘုရားသခင်ကိုယုံကြည်တယ်ဆိုတာကပါလေဆိုတော့ကျွန်တော်တို့စံစာထဲမှာเนาะအာစာတန်ပင်လင်เนาะဘုရားသခင်ကိုယုံတယ်တဲ့ဆိုတော့ဘုရားသခင်ကိုယုံတာက လူကျွန်တော်ယုံကြည်သူတွေပဲမဟုတ်เนาะစာတန်တောင်မှယုံတယ်ပြီးတော့လောကမှာရှိတဲ့လူအားလုံးနှိပါလဲဘုရားရှိတယ်ဆိုတော့ယုံတယ်เนาะဘုရားမရှိဘူးလို့ထင်တဲ့သူတွေတောင်ပြောနေတဲ့လူတွေတောင်မှဘုရားရှိတယ်လို့ငင်းနေကြတာပဲเนาะဆိုတော့အာသူတို့ကအငင်းခုန်လုပ်နေကြတာဆိုတော့ပြောချင်တဲ့ point ကပါဆိုတော့လူတိုင်းကဘုရားရှိတယ်เนาะအပြင်းမဖျားမဟုတ်တော့မှသူတို့ကိုသူတို့ဖျားဖြစ်နေတယ်သူတို့က something ဖျားတော့ရှိတယ်သူတို့ကခံယူကြတယ်ဆိုတော့ နံပါတ်1လူတိုင်းကဖျားရှိတယ်ကို့ဖျားနဲ့ကိုရှိကြတယ်ဆိုတော့ဖျားသခင်ဒီနေရာမှာကျွန်တော်ဖျားသခင်ကိုယုံကြည်ခြင်းရှိကြလို့လို့ပြောတဲ့နေရာမှာဘာကိုဆိုလဲဆိုတော့ကျွန်တော်ဒီဟိုဖျားဒီဖျားတော့ဟိုကြွက်ဖျားမွေဖျားဟိုနေဖျားလဖျားအဲ့ဒီဖျားတွေကိုပြောနေတာမဟုတ်ကျွန်တော်တို့ယုံကြည်သူတွေเนาะစာတန်ကဖျားရှိတယ်ဆိုတော့ယုံတယ်เนาะကျွန်တော်တို့ကဖျားကိုယုံတယ်အသက်ရှင်တဲ့ဖျားသခင်ကိုယုံတယ်ဆိုတာကကျွန်တော်တို့ကဒီစာတန်နဲ့ဘာမှ သူ့ထက်ဘာမှထူးထူးခြားခြားလောက်လောက်လာလာပို့သွားတာမရှိသေးဘူးเนาะစာတန်တောင်မှယုံတယ်เนาะကျန်စာတဲမှာအဲ့လိုရေးထားတယ်ဒါပေမဲ့ဒီနေရာမှာဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလောက်ဆိုတာဘာကိုပြောချင်လဲဆိုတော့ဘုရားသခင်ကိုယုံတယ်ဆိုတာကဘုရားစကားကိုယုံတာဖြစ်တယ်အဲ့ဒါကဒီကနေ့တော့ key point ဖြစ်တယ်เนาะထပ်ပြောပြမယ်ဘုရားကိုယုံတယ်ဆိုတာကဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလောက်ဆိုတာကဘုရားကိုယုံတယ်ဆိုတာကဘုရားစကားကိုယုံတာဖြစ်တယ်เนาะ the word of god ဖျားသခင်ရဲ့စကားကျွန်တော်တို့ဖျားသခင်ရဲ့စကားကိုယုံတာဖြစ်တယ်ဆိုတော့ဖျားစကားဆိုတာကဘာလဲဆိုတော့ရေးထားတော့ဖျားစကားเนาะကျွန်တော်ရဲ့ဖုန်းထဲမှာဖျားစကားเนาะဖျားစကားဖျားနှုတ်ကပတ်တော်ထဲမှာရေးထားတဲ့စကားเนาะဟိုဖျားဒီဖျားမို့ဖျားသခင်နှုတ်ကပတ်တော်ထဲမှာရေးထားတဲ့ဖျားစကားကိုယုံတာဖြစ်တယ်အာမင်ဖျားကိုเนาะတေချာလေးမှတ်ထားစေချင်တယ်ဖျားကိုယုံတယ်ဆိုတော့ဖျားစကားကိုယုံတာဖြစ်တယ် နော်ဟိုလူပြောတယ်ဒီလူပြောတယ်ဟိုဆရာပြောတယ်ဒီဆရာပြောတယ် no 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 ဖျားကိုယုံတယ်ဆိုတာကဖျားစကားကိုယုံတာဖြစ်တယ်နော်အဲ့ဒီနောက်မှာတခင်ကျော်ပါပြောဆိုတော့အဲ့ဒါကပထမ point နော်အငါမန်ကဆိုတဲ့အချင်းသူဒီယုံမသောစိတ်နဲ့ကိမိမိဆိုဒီတိုင်းဖြစ်မျိုးယုံကြည်တဲ့ထိုးတောင်းကိုညာမရှိတော့ပင်လယ်၌ကြာလို့ဆိုရင်ထိုးသူဆိုဒီတိုင်းဖြစ်နေပြီဖျားစကားကိုယုံကြည်တာဖြစ်တယ်ဖျားစကားကိုယုံကြည်ပြီးတဲ့နောက်မှာနှုတ်ကပတ်တော်ထဲမှာပြောတဲ့နှုတ်ကပတ်တော်ထဲမှာ ပြောတဲ့အရာကိုကိုယ်နှုတ်ကနေပြောထုတ်တာဖြစ်တယ်။အာမင်။ဆိုတော့ကျမ်းစာထဲမှာဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလို့နံပါတ်၁။ဆိုတော့ဘုရားသခင်ကိုယုံကြည်တယ်ဆိုတော့ဗာလဲဘုရားသခင်ပြောတဲ့စကားကိုယုံကြည်တာဖြစ်တယ်။အာမင်။ကျွန်တော်တို့ကမြင်ရမှတွေ့ရမှထိရမှယုံတာမဟုတ်ဘူး။မမြင်ရခင်မတွေ့ရခင်ဘုရားသခင်ကိုယုံကြည်တာဖြစ်တယ်။ဟုတ်ပြီနော်။ဆိုတော့ကျမ်းစာထဲမှာလူတယောက်ကြောင့်ပြောပြမယ်နော်။အာရှင်ယောဟန်ခရစ်ဝင်အခန်းကြီး20မှာပါတဲ့အကြောင်းအရာနော်။ ဒါကတော့ထိုသူယေရှုကြွလာတော်မူသောခတမန်တော်တစ်ချိန်နှပါဝင်ဒီတူမှုအမိရှိတော်တော်မှဒီသူတပေတော်တို့နဲ့တူမရှိသူတို့ကလည်းကျွန်တော်တို့ဒီတခင်ပြားကိုမြင်ရပါဘူးဟုတောမအားပြောဆိုကြတယ်တောမကလက်တော်၌တန်ရိုက်ရာချက်ကိုမမြင်တန်ရိုက်ချက်ကိုလက်ညှိုးနဲ့မတွေ့မဆန်းနဘေးတော်ကိုလက်နဲ့မဆမ်းမတိုက်ရလေကျွန်တော်မယုံဘူးဆို၏ထို့နောက်ရှေးရမြောက်တော်နေ၌တပည့်တော်တို့သည်တဖန်အထဲမှာရှိကြ၍တောမစ်လည်းပါ၏တကားများကိုပိတ်ထားစဉ်ကယေရှုသည်ကြွလာအပေရက်မှာ ဘယ်မှာရက်တော်မူလက်အလဲမှာရက်တော်မူလက်တင်းတို့နိုင်ငင်တက်ချင်းရှိစသည်ဟုမိန့်တော်မူထိုအခါတောမတ်စ်ကတင်းလက်ငုပ်ကိုဆိုင်ငါလက်ကိုကြည့်လော့တင်းလက်ကိုဆိုင်ငါတဲ့ဘေးကိုစမ်းတက်လော့ယုံမချင်းမရှိနဲ့ယုံလော့ဟုမိန့်တော်မူတောမတ်စ်ကလည်းကျွန်တော်ရဲ့ရှင်ရှင်ကျွန်တော်ရဲ့သခင်ဘုရားသခင်ပါတကားဟုရှောက်၏ယေရှုကလည်းတင်တင်ငါကိုမြင်တော်ကြောင်းယုံချင်းရှိ၏ငါကိုမမြင်ဘဲယုံတော်သူသည်မင်္ဂလာရှိဆိုတော့ဒီနေရာမှာသခင်ယေရှုကပြောတယ် excuse me တင်းတင်းငါကိုမြင်တော့ကြောင်းယုံချင်းရှိတဲ့ငါကိုမြင်တော့ကြောင်းယုံချင်းရှိဆိုတော့ဒီနေရာမှာပထမပိုင်းမှာ Thomas အကြောင်း Thomas ကပြောမတွေ့ရမထီးရမကန်ရမတွေ့ရမဆမ်းရဘူးဆိုရင် तू မယုံဘူးတဲ့ basically ပြောတော့အာယုံငါပါနဲ့ तू မခံစားရဘူးဆိုမယုံဘူးတဲ့ဆိုတော့ Thomas ကိုကျွန်တော်အပြစ်အယံတင်လို့မရဘူးเนาะဘာကြောင့်လဲဆိုတော့ဒီဟာကတာမန်လူတယောက်မှာလူသားတိုင်းမှာရှိတဲ့ယုံကြည်ခြင်းဖြစ်တယ် နော်ကျွန်တော်တို့လူသားတိုင်းမှာရှိတဲ့ basically ကျွန်တော်တို့ရဲ့ယုံကြည်ယုံချင်းကနော်ဒီ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 အာယုံငါးပါးပုံမှာမြင်မှတွေ့မှထိမှယုံတာဖြစ်တယ်နော်ကျွန်တော်တို့ဒီဒီဒီအမေရိကဖက်မှာဆိုပတ်စံဒီပါတွေအေးကြီးမယ်အင်ကအင်အင်ဒီကငါးမယ်နော်အင်ဒီပါတွေဝယ်မယ်ဟိုကားတွေဝယ်မယ်ဆိုရင်ဗာလဲသူတို့ကတက်သေးလို့အပ်တယ်နော်မြင်ရတွေ့ရတဲ့ဟို proof နော်ဟိုအင်ဝယ်မယ်ဆိုနနစ် tax return ဒီနော် proof လို့အပ်တယ်ဆိုတော့ဒါက လောကအပြင်ပန်းလောကမှာရှိတဲ့ဒီ principle ရဲ့အာလှုပ်ဆောင်မှုဖြစ်တယ်เนาะဒီလောကသားတွေမှာရှိတဲ့ကျွန်တော်တို့ဟိုလှုပ်ရှားလှုပ်ရှားတဲ့အရာလောကမှာရှိရင်ဒီ principle ကအရေးကြီးတယ်တယောက်နဲ့တယောက်ယုံကြည်မှုကဒီအရာမြင်ရတွေ့ရထိရတဲ့အပေါ်မှာကျွန်တော်တို့ကယုံကြည်ခြင်းကိုတည်ဆောက်တာဖြစ်တယ်ဒီလောကမှာเนาะဒါမဲ့တခင် issue ကပါလဲဆိုတော့ဒီ verse verse 28မှာ tom verse 29မှာတခင်ရှော့ပါလဲဆိုတော့ယေရှုကလည်းတင်တင်ကကိုမြင်တော့ကြောင့်ယုံချင်းရှိ၏တဲ့နော်တခင်ယေရှုကတင်ကကိုမြင်တော့ကြောင့်ယုံချင်းရှိ၏တင်တင်ထို့ကြောင့်တင်တင်မင်္ဂလာရှိ၏လို့မပြောထားဘူးနော်မပြောထားဘူးတခင်ယေရှုကပါပြောလဲငါကိုမမြင်ဘဲယုံတော့သူဒီမင်္ဂလာရှိမမြင်ဘဲနဲ့ယုံတဲ့သူကမင်္ဂလာရှိတယ်နော်မြင်ရမှတွေ့ရမှယုံကြည်တယ်ဆိုတော့ဒါ ဒီကျွန်တော်တာမန် level ပဲရှိတယ်တကယ်လို့မြင်ရတွေ့ရထိရမှယုံမယ်ဆိုရင်ကျွန်တော်တို့ဒီကဲတင်ချင်းရဖို့မရှိဘူးเนาะကျွန်တော်တို့ကဲတင်ချင်းဆိုတာကဘယ်လိုရလဲယုံကြည်ခြင်းနဲ့ပေးရတာเนาะစာတစ်ပိုက်ဖတ်ကြည့်အောင်เนาะအာယောယောမဩရစာခန်းကြီး30ပါဘယ်လိုဖြစ်လို့19ဖြစ်သွား30เนาะယောမဩရစာခန်းကြီး30ကိုမဟုတ်30เนาะအာ အဘယ်သူနည်းမူကားတင်းတို့ဒီသခင်ဖျားကိုယေရှုပြနှုတ်နဲ့ဝန်ခံဖျားသခင်ကိုတေချင်းမှထားမြောက်စေတော့စိတ်နှလုံးထဲ၌ယုံကြည်လင်ကယ်တင်ခြင်းတို့ရောက်လိမ့်မည်။ဖြောင့်မတ်ရာတို့ရောက်ဆင်းခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရဲ့ကယ်တင်ခြင်းတို့ရောက်ခြင်းကနှုတ်ဖြင့်ဝန်ခံရ၏။ကျမ်းစာလာဒီကထိုကြောက်ကိုမြည်ပြတော်သူတို့ကရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာတယ်။ဆိုတော့ကျွန်တော်တို့ကယ်တင်ခြင်းရတဲ့ကယ်တင်ခြင်းရတဲ့ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းယုံကြည်ခြင်းကဘယ်လိုရလဲဆိုတော့ဗာလဲ။ တကီယေရှုကိုနှုတ်ဖြစ်ဝန်ခံပြီးသူ့ကိုတေချင်းမှထားမြောက်စေဖို့စိတ်နှလုံးထဲ၌ယုံကြည်တယ်။ဆိုတော့ basically ကျွန်တော်တို့တွေကယ်တင်ခြင်းရတယ်ဆိုတာကယေရှုခရစ်တော်ဧဝံဂေလိတရားနော်ယေရှုခရစ်တော်ကိုတေချင်းမှထားမြောက်တယ်ဆိုတာကိုကျွန်တော်တို့ကယုံကြည်တယ်ဆိုရင်နော်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာအကျွန်တော်တို့ပြစ်ကျွေးတဲ့ယုံတင်ဝတ်ဆောင်သွားပြီနော်အထူးအရာကိုယုံကြည်တယ်ဆိုကယ်တင်ခြင်းရတယ်အဲ့ဒါတွေကကျွန်တော်တို့မြင်ရတွေ့ရထိရ gain ရတာမှမဟုတ်တာနော်အဲ့ဒါကပါလေ ျွန်တော်တို့ကယုံကြည်ပြီးတော့ကျွန်တော်တို့ကလက်ခံယူတာဖြစ်တယ်။နော်တကယ်လို့ခုနတောမတ်ရဲ့ယုံကြည်ခြင်းလိုမျိုးတွေးမှထီးမှ간ရမှယုံကြည်မယ်ဆိုရင်ကျွန်တော်တို့ဘယ်သူမှကယ်တင်ခြင်းရမှာမဟုတ်ဘူး။အဲ့ဒါကြောင့်လောကသားမှာရှိတဲ့လူတော်တော်များများကအဲ့ဒီကေတင်ချင်းနဲ့ပတ်သက်ရင် confuse ဖြစ်ကြတယ်เนาะအာယေရှုကငါမမြင်ဘူးဘူးငါမထီးဘူးဘူးဟာအမျိုးမျိုးငင်းကြတယ်ဒါမဲ့သခင်ယေရှုကပါလေ မမြင်ဘဲနဲ့ယုံကြည်တဲ့သူကဘာဖြစ်လဲမင်္ဂလာရှိတယ်တဲ့ဟာလေလုယာအာမင်ကျွန်တော်တို့ကမမြင်ဘဲနဲ့နော်နှုတ်ကပတ်တော်ထဲမှာပါတဲ့အရာကိုကျွန်တော်တို့ကယုံတာဖြစ်တယ် ခုနပထမပြောတဲ့တင်းတို့ဒီဖျားသခင်ကိုယုံကြည်ခြင်းရှိကြလို့ဆိုတာကပါနှုတ်ကပတ်တော်ထဲမှာဖျားသခင် ပြောထားတဲ့မှုတ်သွင်းထားတဲ့နှုတ်ကပတ်တော်ထဲမှာပါတဲ့ဖျားရဲ့စကားဖယေရှုခရစ်တော်ပြောတဲ့ဖျားစကားနော်ဖျားသခင်ကနော်ယေရှုခရစ်တော်အသေးခံပြတယ်ဆိုတာကိုယုံကြည်နေတော့ကဲတင်ချင်းရမယ်ဆိုတာကိုကျွန်တော်တို့ကယုံတာကျွန်တော်တို့မှဘာမှတတ်တည်ပြဆရာမရှိဘူးနှုတ်ကပတ်တော်ပဲရှိတယ်အာမင် အာမင်ဆိုတော့နံပါတ်1ယုံကြည်ခြင်းကပါလဲဘုရားသခင်ကိုယုံကြည်ခြင်းရှိကြရှိကြလောက်နော်နှုတ်ကပတ်တော်ကိုယုံကြည်တာနံပါတ်2ကပါလဲမမြင်ရမတွေ့ရပဲနှုတ်ကပတ်တော်ပြောတဲ့အရာကိုယုံကြည်တာဖြစ်တယ်အာမင်ဆိုတော့သောမတ်ရဲ့ယုံကြည်ခြင်းကပါလဲမြင်ရမှတွေ့ရမှထိရမှယုံကြည်တာဒါမဲ့ယေရှုကပါလဲမမြင်ဘဲနဲ့ယုံကြည်တဲ့သူကမင်္ဂလာရှိတယ်တဲ့ဆိုတော့မမြင်ဘဲနဲ့ယုံကြည်တဲ့သူတယောက်ကြောင့်ဆိုတော့ပြောပြချင်တယ်နော်အဲ့ဒါကတော့ယောမအောရာစာခန်းကြီးလေးမှာပါတဲ့အကြောင်းရနော် အာဗြဟံအဲ့ဒါကလည်းခုနပထမပြောသလိုသင်တို့ဒီဖျားသခင်ကိုယုံကြည်ခြင်းရှိကြလို့ဖျားသခင်ကိုယုံကြည်နှုတ်ကပတ်တော်ဖျားစကားကိုယုံကြည်ခြင်းရှိဖို့ဖြစ်တယ်နော်ဆိုတော့ယောမအဝါစာခန်းကြီးလေးမှာငါဒီတင့်ကိုလူမျိုးများရဲ့အဖားဖြစ်စေဟုဂျန်ဆာလာဒီနဲ့ငီထူအာဗြဟံဒီတေလွန်တော်သူတို့ကိုရှင်စေတော်မူထားတော်မဖြစ်သေးတော်ရာတို့ကိုဖြစ်တော်ရာကဲ့သို့မှားထားတော်မူတော်ဖျားသခင်တည်ယူတော်ကိုယ်တိုင်ယုံကြည်တော်ဖျားသခင်ရှိတော်၌ငါတို့အပအဖြစ်တည်းနော် မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့မှားထားသောဖျားသခင်တည်တော်เนาะဖျားကျွန်တော်တို့ဖျားသခင်ကမဖြစ်သေးတဲ့အရာကိုဖြစ်သောအရာကဲ့သို့မှားထားတယ်တဲ့เนาะကျွန်တော်ဒီမှာကြည်နေတဲ့မိတ်ဆွေကိုဖျားသခင်ကပါလဲအာခုနအာဗြဟံကအာဗြဟံဩဆပ်ဖတ်သွားလို့ရှိရင်အာဗြဟံကပါလဲဆို तू ကလူမျိုးကြီးရဲ့အဖမဖြစ်သခင်ပါဖျားသခင်ကသူ့ကိုလူမျိုးကြီးရဲ့အဖဖြစ်တဲ့ကဲ့သို့ဖျားကသူ့ကိုခေါ်တာဖြစ်တယ်အာမင် မဖြစ်ဘုရားသခင်တည်တော်ကိုယ်တိုင်ယုံကြည်တော်မဖြစ်သေးတော့ရအာဗြဟံကလူမျိုးကြီးရဲ့အဘမဖြစ်သေးဘူးဒါပေမဲ့မဖြစ်ခင်မှာဖြစ်ပြီးတကယ်တော့ဘုရားသခင်သူ့ကိုခေါ်တာဖြစ်တယ်နော် verse 18တင်းရမျိုးဝယ်တွေထိုးသူဖြစ်လိမ့်မျိုးတော့ဗျာဒိတ်တော်တိုင်းဆိုတော့အဲ့ဒါကဘုရားစကားဖြစ်တယ်နော်ဘုရားစကားမိမိဒီလူမျိုးများတို့အဖအဖြစ်မျိုးမျော်လင့်စရာအကြောင်းမရှိပဲလေယုံကြည်၍မျော်လင့်လေယုံကြည်အားကြီးသည့်ဖြင့်မိမိအသက်သည်အနှစ်တရာလောက်ရှိသည့်ဖြင့်မိမိခင်ပွန်းသည်ဒီအသေးကဲ့သို့ရှိကြောင်းကိုလည်းကောင်း မိမိခင်ပွဆာရိုင်းဝန်တဲ့တေချောင်းကို၎င်းမအောင်မေယုံမသောစိတ်နဲ့ကိဖျားသခင်၏ဂတိတော်ကိုတွေးတောခြင်းမရှိယုံကြည်အားကြီးသည့်ဖြစ်ဖျားသခင်၏ဂတိတော်ကိုချီးမွမ်း၍ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေ၏ဆိုတော့ဒီချမ်းပိုက်ကတော့ဗာလဲဆိုတော့ခုနတောမတ်စ်ကမြင်ရတွေးရထီရမှယုံကြည်ရတယ်နော်အခုကျွန်တော်ပြောပြမယ်အခုကျွန်တော်ဒီမှာဗာမိုက်မမထားထားဘူးဒီမှာမိုက်ကကျွန်တော်ဒီမှာเนาะဒီအရာကဘာလဲဆိုတော့ ျွန်တော်ပြောနေတဲ့အတာနေကမမြင်ရဘူးဒီအတာနေဘယ်လိုပြောမလဲဒီအတာနေကကျွန်တော်ကွန်ပျူတာထဲကိုဝင်သွားဖို့နော်ဒီကနေအတန်လိုင်းဖမ်းပြီးတော့ဝင်သွားတာဖြစ်တယ်ပြောချင်တဲ့ point ကဒီကွန်ပျူတာ line တွေတခု make ဆိုကျွန်တော်ကိုကြည့်တယ် Facebook ကဖြစ်ဖြစ် YouTube ကဖြစ်ကြည့်နေတယ်အဲ့ဒီဟာတွေကကျွန်တော် make ဆွေစီကိုကျွန်တော်ကအခွေနဲ့တက်ခွေနဲ့လာပို့တာမဟုတ်လေ online မှာနော်မမြင်ရတဲ့နေရာမှာ तू ကဝင်သွားတာဖြစ်တယ်ပြောချင်တာက မြင်ရမှတွေ့ရမှမဟုတ်လောကမှာမမြင်မတွေ့ရတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်တို့ရဲ့ရုပ်သံတွေ TV line တွေ no radio channel တွေနေရာတကာမှာရှိတယ်เนาะကျွန်တော်တို့နောက်ဖေးချက်နောက်ဖေးမှာထိုင်နေလို့ဟိုဘာမှမရှိဘူးလို့မဟုတ်တကယ်လို့ကျွန်တော် TV အဲ့ဒီနောက်မှာထားပြီးတော့ line ဖမ်းလိုက်လို့ရှိရင်အဲ့ဒီမှာ radio line တွေရှိတယ်เนาะမမြင်ရပြည်တဲ့လှုပ်ရှားတဲ့အရာတွေเนาะဖျားကမမြင်ရဘူးလို့ပြောလူတွေကတိတ်မယုံကြဘူးတရေကြတော့အရန်ယုံချင်ကြတယ်เนาะအဲ့လိုပဲပေါ့เนาะဒါပေမဲ့အဲ့ဒါက Thomas ကတော့မြင်ရတွေ့ရမှယုံတယ်ဒါပေမဲ့ဒီမှာပြောတဲ့ Abraham ကျတော့ဗာလေဖျားတခင်ရဲ့စကားပဲရှိရဲ့သူ့မှာမြင်ရတွေ့ရထီရတဲ့အရာတခုမှမရှိဘူးဖျားဖျားရဲ့စကားပဲရှိတယ်အဲ့ဒီဖျားစကားဗာလေတင့်ကို လူမျိုးကြီးအဖဖြစ်စေမယ်ဆိုတဲ့ བྱ ာဒိတ်တော်ဖျားစကားအဲ့ဒီဖျားစကားကို သူကယုံကြည်တယ် အဲ့ဒီဖျားစကားကိုယုံတယ်ဖျားကပြောထားတဲ့စကားအဲ့ဒီဖျားကမဖြစ်သေးတော့အရာကို ဖြစ်တော့ရတဲ့ကမှားထားတဲ့ဖျားဖြစ်တယ်နော်ဖျားတခင်ကငါ့ကိုလူမျိုးကြီးဖြစ်စေမယ်လို့ငါ့ကိုပြောတယ်ငါယုံကြည်တယ်ကွာဖျားစကားပုံမှာငါယက်တည်တယ်ငါရဲ့အခြေအနေကိုမကြည့်ဘူးငါယုံကြည်တယ်ဆိုပြီးအာဗြဟံကယုံကြည်တာဖြစ်တယ် ခုနကျွန်တော်ဖတ်တဲ့ကျမ်းစာထဲမှာနော်သူ့ရဲ့အသက်က100လောက်ရှိပြီတဲ့နော်သူ့ရဲ့ခင်ပွန်းရဲ့ဝမ်ကအသေးဖြစ်တယ်တဲ့နော်သူတို့နှစ်ယောက်ရဲ့စရောရဲ့ခန္ဓာကိုယ်ကပါလေအသက်ကြီးနေပြီနော်ဆာရာကငငယ်ကလေးအမျိုးမအခုအသက်နော်60လောက်ရှိပြီနော်ဆိုတော့သူတို့ဝမ်ကအသေးကဲသူဖြစ်နေပြီနော်အဲ့လိုမျိုးအသေးကဲသူဖြစ်နေတဲ့သူတို့ရဲ့အခြေအနေမှာကလေးရစရာအကြောင်းမရှိဘူးနော်သူတို့မှာအာဗာလေ သူတို့နှစ်ယောက်ကလူမျိုးကြီးရဲ့အဖာဖြစ်နိုင်မဲ့အရေးအယောင်တစ်ခုမှမရှိဘူးသူတို့ရဲ့ခြေနေကတယောက်ကအသက်100တယောက်ကအသက်90နော်အဲအဲ့ဒါကိုကျွန်တော်ဒီခေတ်ကလူတွေကအာရှီခေတ်တော့လို့အသက်ရှိတဲ့90တရာကအေးစင်နူးနူးသေးရှိတည်တယ်နော်နော်နော်အဲ့လိုမပြောထောက်ခုနကစမ်းစာပြန်ပြန်မိမိအသက်ဒီ အနှစ်တရာလောက်ရှိတဲ့ဖြစ်မိမိကိုဒီအသေးကဲ့သို့ရှိတယ်တဲ့နော်ကျွန်တော်တို့ကဟိုအာဗရာဟံခိတုံကသူတို့ကတော့အသက်အကြီးကြီးလဲအသက်ကြီးလဲသူတို့နှုတ်ပြနေဆဲနော်တော့ဒီမှာကျန်းစာထဲမှာတိကျရဲ့သူ့အဲ့ကိုကအသေးကဲ့သို့ရှိတယ်တဲ့နော်တနည်းပြောအလုံးမလုံးတော့ဘူးနော်သူ့ခန္ဓာကိုယ်ကကျွန်တော်ကျွန်တော်တို့ဒီယောက်ျားလေးတွေနော်သူခန္ဓာကိုယ်ကအလုံးမလုံးတော့သူရဲ့အမျိုးသမီးကလည်းပါလဲဆာရာရဲ့ဝမ်ကလည်းတေးနေပြီနော်ကိုကလေးကဆိုတော့ သူတို့ရဲ့လူအခြေအနေလူမျက်စိနဲ့သူတို့ရဲ့ခန္ဓာကိုယ်အခြေအနေအပြင်ပိုင်းအခြေအနေကဘာဖြစ်လဲဘာမှအာဘာဖြစ်လဲမျောလင့်ဆရာမရှိဘူးခုနတောမတ်ရဲ့ဖြစ်ပြက်နေတဲ့အဖြစ်ပြက်နေကစန့်ကျင်ပဲတောမတ်ကမြင်ရတွေ့ရထိရမှယုံတယ်ဒါမဲ့အာဘရာမ်ကျတော့ဗာလေမမြင်ရဘူးမတွေ့ရဘူးမထိရဘူးအပြင်ဖျားစကားတစ်ခုပဲရှိတယ်ကျန်တဲ့အခြေအနေတွေအားလုံးကပြောင်းပြန်ဖြစ်နေတယ်ဒါမဲ့အဲ့ဒီဖျားစကားကိုပဲယုံ ဖျားကဂတိထားတော်မူသောသူကဂတိတော်အတိုင်းတတ်နိုင်တယ်ဆိုတော့ကိုသူယုံကြည်တယ်အာမင်အဲ့ဒီယုံကြည်ခြင်းအပေါ်မှာပဲအာဗြဟံက build up လုပ်တာဖြစ်တယ်အဲ့အဲ့ဒီပုံမှာကြည်ပြီးတော့သူ့ရဲ့အခြေအနေဘယ်လိုရှိလဲသူဘယ်လိုခံစားရလဲအဲ့သူမိမကဘယ်လိုဖြစ်လဲဖျားသခင်စီမှာ complaint တက်နေတာမျိုးတွေမရှိဘူးအာမင် သူကဖျားတကင်လုံနိုင်တယ်ဖျားတကင်တတ်နိုင်တယ်ဂျာခုနကျန်းစာထဲမှာပါလဲဂျေဇုတော်တော်ချီးမွမ်းလိုက်သေးတယ်လို့ရေးထားတယ်ယုံကြည်အားကြီးသည့်ဖြစ်ဂျေဇုတော်ချီးမွမ်းနေတယ်ဆိုတော့အာဗြဟံကဘာလို့လဲအိုသူခန္ဓာကိုယ်ကအသေးကဲ့သို့ဖြစ်တဲ့သူအသက်ကြီးပြီးသူမိမလည်းကလေးမရနိုင်တော့ဘူးအဲ့ဒါကိုတိပေမဲ့ဖျားကတိတော်ဖြစ်မယ်ဆိုတော့ကိုယ်ကလည်းဂျေဇုတော်ဖျားတကင်ဂျေဇုတင်တဲ့အိုကျွန်တော်ကိုလူမျိုးကြီးအဖဖြစ်စေတဲ့တော့ကြောင့်ဂျေဇုတင်တဲ့သူရဲ့အခြေအနေကိုမကြည့်ဘဲနဲ့သူကဖျားတကင်ဂျေဇုတော်ကိုချီးမွမ်းနေတာဖြစ်တယ် အဲ့ဒါကပါလေဖျားသခင်ရဲ့ကတိတော်တင်းတို့ဒီဖျားသခင်ကိုယုံကြည်ခြင်းရှိကြလို့ဖျားစကားပေါ်မှာအပြတ်တယုံကြည်တာဖြစ်တယ်မိမိရဲ့အခြေအနေကိုမကြည့်ဘူးအာမင်အာမင်မိတ်ဆွေရဲ့အခြေအနေကမိတ်ဆွေကအာဖျားသခင်ဒီဟာလုံးမဒီဟာလုံးမဟိုဟာလုံးမငါယုံကြည်မယ်ဆိုရင် ဲ့ဒါကယုံကြည်ခြင်းအစစ်မှမဟုတ်သေးဘူးအဲ့ဒါကလူတိုင်းမှာရှိတဲ့သောမတ်ရဲ့ယုံကြည်ခြင်း level ပဲရှိတယ်ဒါပေမဲ့မိတ်ဆွေကပါလဲအာဗြဟံကဲ့သို့မမြင်ရမတွေ့ရမထီရပေမဲ့ဖျားသခင်ကကုဂတိပေးထားတယ်အဲ့ဒီဂတိတော်တိုင်းဖျားသခင်တတ်နိုင်တယ်လို့ယေရှုနာမ၌ငါယုံကြည်တယ်မိတ်ဆွေကအဲ့လိုယက်တည်တယ်ဆိုရင်တော့မိတ်ဆွေကအာဗြဟံကဲ့သို့သောယုံကြည်ခြင်းမျိုးဖြစ်တယ်ကိုနော်တော့အာဗြဟံကဲ့သို့ယုံကြည်တာဟုတ်ပါပြီရလကပါလဲအာဗြဟံကအသက်69တရားမှာตายရเนาะไอแซค အဲ့ဒီ Isaac ကပါလဲနောက်ထပ်ကလေးရတယ်ပါလဲသူ့နာမည်ကပါလဲ Israel เนาะ Israel အခု Jacob Israel เนาะ Israel ကအခုချိန်တည်းရှိသေးတယ်အခုချိန်တည်းเนาะကပားမှာကျွန်တော်မြန်မာပြည်မှာစစ်ဖြစ်တယ်တိုက်ပွဲတွေဖြစ်တယ်ပြဿနာများကြီးဖြစ်တယ်တကပားလုံးကတိချင်မှတိလိမ့်မယ်ဒါပေမဲ့ Israel နိုင်ငံမှာကိစ္စတဲသေးလေးဖြစ်တာတော့တကပားလုံးကတိတယ်ဘာဖြစ်လို့လဲအဲ့ဒီ Abraham ရဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်เนาะဆိုတော့ခုနော်ဒီကနေ့ ဒီကနေ့ကျွန်တော်တို့ပြောတဲ့ lesson ကကျွန်တော်အတ္တနဲ့ကျွန်တော်ဘယ်လိုလက်တွေ့အသုံးချရမလဲကျွန်တော်ပြောပြမယ်မိတ်ဆွေရဲ့အတ္တထဲမှာအာဗြဟံကဲတူပဲနော်ဖျားတခင်ရဲ့ဂတိတော်ကိုရှာပါနော်ဖျားတခင်ဂတိတော်ကိုရှာပါအဲ့ဒီဂတိတော်ဘက်မှာရှိလဲဖျားစကားဖျားတခင်ကိုယုံကြည်ခြင်းရှိကြလို့ဆိုတာကဘာလဲဖျားတခင်ရဲ့စကားအဲ့ဒီဖျားစကားကိုရှာပါအဲ့ဒီဖျားတခင်ရဲ့ဂတိတော်ပေါ်မှာမိတ်ဆွေရဲ့အခြေအနေပေါ်မှာမကြည့်ပါနဲ့အာမင်တိပိ24 မာသက်ရှိစကုနော်အာအိုင်ဇာယ53တွေမှာကိုရောခံရတော့တန်ချက်တော်ရဖြစ်တင်းတို့ကကြမ်းမာလက်ရှိတယ်ဆိုတော့ဂတိတော်ပါတယ်မိတ်ဆွေကနေမကောင်းဘူးမကြမ်းမာဘူးဆိုရင်အဲ့ဒီဂတိပုံမှာယက်တီမိတ်ဆွေရဲ့အခြေအနေကဘလို့ပဲဖြစ်နေပလိစေမိတ်ဆွေရဲ့အခြေအနေကဘလို့ပဲဖြစ်နေစကျွန်တော်ပြမယ်အာဗရာမနဲ့ဆာရာလူမျိုးအသက်တရာနော်90အရွယ်မှာရှိတဲ့သူကကလေးရမယ်လူမျိုးကြီးဖြစ်မယ်ဆိုတော့အခြေအနေလောက်တော့မိတ်ဆွေရဲ့ဘလောက်ပဲအခြေအနေဆိုဆိုအဲ့ဒီအခြေအနေလောက်တော့မဆိုးလောက်ပါဘူး အာမင်ဖျားလုတ်နိုင်တယ်ဖျားတတ်နိုင်တယ်အာမင်ဖျားသခင်ကမိတ်ဆွေကိုအဲ့ဒီကတိပေါ်တော်မှာယက်တည်တယ်ဆိုရင်เนาะလုံးဝဖျားသခင်ကလုတ်ပေးမယ်ဖျားသခင်ကကိုတတ်နိုင်တယ်ဖျားသခင်လုတ်နိုင်တယ်ဆိုတော့ကိုလုံးဝယုံကြည်စိတ်နဲ့စက်ပြီးယက်တည်တယ်ဆိုရင်မိတ်ဆွေတက်တာတဲ့မှာအာဗြံကဲတို့ယက်လိုက်ရလာမှာဖြစ်တယ်အာမင်ကျွန်တော်ပြောပြမယ်အာဗြံတို့ကတော့ရှိရှိပြောသူများတွေပြောပြချက်ရအနှစ်20လောက်ကြာခဲ့တယ်လို့ပြောတယ်ဖျားသခင်သူတို့ကိုကတိပေးတဲ့ချိန်ကနေ အိုက်ဇက်ရတဲ့ချိန်ထိဒါပေမဲ့ဒီခစ်ဒီခါမှာကျွန်တော်တို့ကအဲ့လောက်အနှစ်အများကြီးစောင့်ဆရာမလို့နော်ဂျန်စာထဲမှာအာဗရမ်ကိုအာဗရမ်နောက်ဆုံးကလေးရတာကပေအချိန်မှာကလေးရတယ်ဆိုတော့အာဗရမ်သူတို့ရဲ့ဟိုနှုတ်ကနေသူတို့ကိုသူတို့ဟိုအာဗရမ်လို့စပြီးတော့နာမည်ပြောင်းတဲ့နောက်ပိုင်းတစ်နှစ်အတွင်းမှာသူတို့ကလေးရသွားတာဖြစ်တယ်ပြီးတော့အဲ့ဒီကောင်းကင်ကျယ်တွေကိုကြည့်တဲ့နောက်ပိုင်းမှာနော်ကလေးတွေအမြန်လေးပြန်ရတော့တာဖြစ်တယ်ကျွန်တော်ပြောချင်တာပါဆိုတော့ process ကအရင်မြန်သွားပြီ နစ်20 30စောင့်ဆရာမလို့ဖျားတခင်ကိုယုံကြည်တယ်နှုတ်ကပတ်တော်ပေါ်မှာပြက်ပြက်ယုံကြည်တယ်ပြီးတော့နေ့အတိုင်းနှုတ် ကနေဝန်ခံတယ်နော် prophet site ပြုတ်တယ်နော် prophet ပြုတ်တယ်ကိုယ့်ရဲ့အနာဂတ်ကို prophet ပြုတ်တယ်အော်ကိုယ့်ရဲ့ဖြစ်မယ်ဆိုတော့ကိုယုံကြည်တယ်နှုတ်နဲ့ဝန်ခံတယ်ဖျားတခင်ကိုယုံကြည်တယ်ဆိုရင်ပြင်ပြန်စွာတွေ့ရမှာဖြစ်တယ်အာမင်ကိုယ့်ရဲ့အခြေအနေကိုမကြည့်ဘူးနော်အခြေအနေကြည့်တဲ့သူက Thomas ဖြစ်တယ်အခြေအနေမကြည့်တဲ့သူကအာဗြဟံကဲ့သို့ယုံကြည်ခြင်းမျိုးဖြစ်တယ်အာမင် ကျွန်တော်ကယ်တင်ခြင်းရတယ်ဆိုတာကပါလေမိတ်ဆွေရဲ့အပြစ်တွေအားလုံးကိုယေရှုခရစ်တော်ကကားတိုင်းပေါ်မှာယူတင်ဖို့ဆောင်ပေးပြီးသွားပြီအာမင်လောကမှာဖျားတွေအများကြီးရှိတယ်ဘာသာတရားတွေအများကြီးရှိတယ်အကုန်လုံးကလောက်ခိုင်းတာတတ်တတ်ကြီးပဲဖြစ်တယ်ဒါပေမဲ့ယေရှုဖျားတပါးထဲကကျွန်တော်တို့တော့လောက်ပေးတာဖြစ်တယ်အာမင်လောက်ပေးတဲ့အပြင်ကျွန်တော်တို့အတွက်ပါလေကောင်းကင်နိဗ္ဗာန်ကိုပြင်ဆင်ထားပေးတယ်နော်တော့ကျွန်တော်တို့အတွက်အဲ့ဒါကိုစိတ်ချဖို့အတွက်နော်ကျွန်တော်ကိုယေရှုခရစ်တော်ဖျားပါလေငါ့ကိုယုံလင်နော် ငါကိုယုံလင်တင်းနဲ့တဲ့အိမ်သားတို့ဒီကဲတင်ချင်းတို့ရောက်ဘုရားသခင်ကကျွန်တော်တို့ဂတိပေးတာလေကောင်းကင်အောင်ကောင်းကင်ပေါ်မြေကြီးအောင်မှာယေရှုခရစ်တော်ရဲ့နာမနဲ့မှတ်တပါအခြားသောနာမကကျွန်တော်တို့ကိုမကဲတင်နိုင်ဘူးယေရှုခရစ်တော်နာမကကျွန်တော်တို့ကိုကဲတင်နိုင်တာဖြစ်တယ်မိတ်ဆွေဒီအချိန်မှာခုနကကျွန်တော် ပြောတဲ့ဟာတွေအားလုံးเนาะကျွန်တော်တို့ကယုံကြည်ခြင်းအဖြစ်ကဲတင်ခြင်းရတာဖြစ်တယ်အာမင်မိတ်ဆွေတက်တာထဲမှာထာဝရအသက်အတွက်ကဲတင်ခြင်းမရသေးဘူးเนาะနောက်ဘုရားငါတင်ဘယ်သွားမလဲဆိုတာမသိဘူး နော်ငါဘယ်သွားရမလဲဆိုတော့မသိဘူးဆိုရင်ယေရှုခရစ်တော်မှာအဖြေရှိတယ်ယေရှုခရစ်တော်မှာအဖြေရှိတယ်အာမင်အဲ့ဒီယေရှုခရစ်တော်ကိုခေါ်ကြည့်လိုက်ပါအာမင်ယေရှုခရစ်တော်ကိုခေါ်လိုက်ပါလုံးဝကယ်တင်ခြင်းတော်စိတ်ချမှုရမှာဖြစ်တယ်အာမင်မြင်ရတွေ့ရထမ်းမှမဟုတ်ကျွန်တော်စက်သိမ်းထားမှမဟုတ်ယုံကြည်ခြင်းအဖြစ်ရယူနိုင်တာဖြစ်တယ်အာမင်ဆိုတော့ဒီကနေ့ပထမယုံကြည်ခြင်းနော် master class နော် faith master class မှာ ကျွန်တော်တို့အခြေခံယုံကြည်ခြင်းဖြစ်တဲ့ဘုရားသခင်ရဲ့တစကားတော်ကိုယုံကြည်ဖို့ကြောင့်ကျွန်တော်ပြောပြလိုက်ပါတယ်เนาะဘုရားသခင်ကောင်းချီးပေးပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်